မကောင်းတဲ့အလုပ်တွေမကောင်းတဲ့အပြောတွေ မကောင်းတဲ့အကြံစီတွေကိုမလုပ်ရခြင်းမပြောရခြင်းမတွီးမကြံရခြင်းသည် မျက်လှပါတယ်တဲ့စပြောလိုက်တယ်နော်ဘာလို့မကောင်းတာကို မလုပ်ရဘဲနဲ့ရှောင်ရတာဟာမျက်တလေဆိုတော့အကြောင်းပြချက်လေးကစိတ်ဝင်စားတဲ့အကောင်းပိဿာတပတိဒုက္ကတံတဲ့ဒုက္ကတံမကောင်းမှုဆိုတာပိဿာနောက်ကာလ၌တပတိပူလောင်ရတတ်တယ်။နောင်တတွေနဲ့ပူလောင်ရတတ်တယ် နော်စကားလေးနှစ်ခွန်းပြန်ပြီးတော့ဆက်ကြည့်ရအောင်နော်မကောင်းမှုကို မလုပ်ရခြင်းဟာ မြတ်တယ်ဘာကြောင့်လဲဆိုတော့မကောင်းမှုဟာနောက်တစ်ချိန်မှာအကြီးအကျယ်ပူရတတ်တယ်ဒါကြောင့်မကောင်းမှုကိုမလုပ်ရခြင်းဟာမြတ်တယ်လုံမှုရင်နောက်မှပူရမှာဆိုးလို့မလုံမှုခြင်းဒီသာလင်မြတ်တယ်မလုံးမိခြင်းကမြတ်တယ်ဆိုတော့လုံးမိခြင်းကမမြတ်ဘူးပေါ့ဟုတ်လား မြတ်တယ်ဆိုတဲ့စကားလေးကိုဦးဇင်းတို့မကြာခဏအတိပဲဖွင့်ဘူးပါလေမြတ်တယ်ဆိုတာမယုံညံ့ဘူးလို့လည်းပဲဆိုလိုတယ်မဟုတ်လားမရှုံဘူးလို့လည်းဆိုလိုတယ်မဟုတ်လားအေးတကယ်လို့မမြတ်ဘူးဆိုရင်တော့ယုံညံ့နေလို့လည်းဆိုလိုတယ်ရှုံသွားတယ်လို့လည်းပြောလို့ရတယ်ဟုတ်လားဒါကြောင့်မကောင်းမှုကိုရှောင်လိုက်ရခြင်းသည်မြတ်တယ်ဘာကြောင့်လဲမကောင်းမှုသည်ပူရတတ်တယ် ဒါကြောင့်နံပါတ်1နောင်တရခြင်းရဲ့အကြောင်းတရားဟာဘာလဲဆိုလို့ရှိရင်မကောင်းမှုကို ပြုမိခြင်းသည် နောင်တရခြင်းရဲ့အကြောင်းအဲ့ဒီနောင်တကိုဦးဇင်းတို့ကမှတ်လွယ်အောင်နာမည်လေးပေးလိုက်ခြင်းနဲ့မိုက်နောင်တလို့နာမည်ပေးလိုက်ခြင်းဘာနောင်တတဲ့တို့မိုက်နောင်တကိုမိုက်လို့ဖြစ်ရတဲ့နောင်တဟုတ်လားမဟုတ်တာတွေလုံးမိလို့မမှန်တာတွေပြောမိလို့နော် ဟိုလူလောကကြီးကိုထိခိုက်ရှိတဲ့အတွေးတွေကို တွေးမိလို့ဖြစ်ရတယ်ဗာလဲနောင်တမိုက်နောင်တဟုတ်လား